နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။မေလ14ရက်ဗုဒ္ဓဟူးနေ့ မယဆွေစတုထဆောင်ခန်းကြီး39အငယ်34မှ20ထုံဘာစာကိုဟစ်စကီမင်းကြီးတန်တမန်ဤလက်မှခံယူ၍ကြည်ပြီးရင်ဘိမှန်တော်သို့တွား၍ထာရဖျားရှိတော်၌ဖြန့်ထားလိမ့်မည်ထိုအခါဟစ်စကီမင်းသည်ထာရဖျားရှိတော်၌ရှောက်ဆိုသည်ကားခေရူဘိန်ပေါ်မှထိုင်တော်မူသောဣဒရီလမျိုး၏ဖျားသခင်ထာရဖျားကိုရောဒီဖျားသခင်ဖြစ်တော်မူ၏ကိုရောတပါတိသာလျှင်မြေကြီးပေါ်မှရှိသမျှသော အတိုင်းတိုင်းအပြည့်ပြည့်တို့ဤဖျားသခင် ဖြစ်တော်မူ၏ကိုရဒီကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူ၏အိုသာရဗျာနားတော်ကိုလှည့်၍နားထောင်တော်မူပါအိုသာရဗျာမျက်စီတော်ကိုဖွင့်၍ကြည့်ရှုတော်မူပါတနာခရစ်မင်းသည်အသက်ရှင်တော်မူသောဖျားသခင်ကိုကဲ့ရဲ့၍ပြောစီသော စကားအလုံးစုံတို့ကိုမှတ်တော်မူပါအိုသာရဗျာအကယ်စင်စစ်အရှုရှင်ဘီရင်တို့သည် အတိုင်းတိုင်းအပြည့်ပြည့်တို့ကိုဖျက်ဆီး၍သူတို့၏ဖျားများကိုမိတဲ့သို့ချပစ်ကြပါပြီထိုဖျားတို့သည်ဖျားမဟုတ်လူလက်ဖြင့်လုပ်သောတစ်သားနှင့်ကြောက်ဖြစ်သောကြောင့်ပျက်စီးခြင်းသို့ရောက်ကြပါပြီအိုအကျွန်ုပ်တို့ဖျားသခင်ထာရဖျားကိုတော်တပါးတိသာဖျားသခင်ဖြစ်တော်မူသည်ကိုမြေကြီးပေါ်မှာရှိသမျှသောတိုင်းနိုင်ငံတို့သည်သိမိအကြောင်းအကျွန်ုပ်တို့ကို ထိုမင်းလက်မှယခုကဲတော်မူပါ အကျွန်ုပ်တောင်းပန်ပါသည်ဟုပတနာပြုလေ၏ ်ထိုအခါအမုတ်သားဟေရှာယသည်ဟေဇကိမင်းထံသို့ဆေလွတ်၍ဣသရေလမျိုး၏ဖျားသခင်ထာရဖျားမိန်တော်မူသည်ကတင်သည် အာရှုရိ ရှင်ဘုရင်တနာခရစ်အကြောင်းကြောင့်ငါရှိမှပြုသောပထနာစကားကိုငါကြားရပြီသူမှားစားကိုဟေဇကိမင်းသည်တန်တမန်လက်မှ ခံယူ၍ ထာဝရဘုရားရှိတော်၌ဖြန့်ထားလေ၏ဓမ္မရာဇဝင်သဒုဋ္ဌဆောင်အခန်းကြီး19အခန်းငယ်14ဘုရားသခင်ထံသို့ယူဆောင်လာခြင်းဘရိုင်းသည်နှလုံးအထုကုဆရာဝန်နှင့်တနားကြောကြာအောင် တွေ့ဆုံခြင်း၌သူ၏တငယ်ချင်းမှစောင့်ဆိုင်ခန်းထဲတွင်စောင့်နေခဲ့ပြီးဖျားနာသောတငယ်ချင်းအတွက်ဉာဏ်ပညာနှင့်ကုသခြင်းအတွက်ဆုတောင်းနေခဲ့သည်ထို့နောက် ဘရိုင်ယန်သည်ပြန်လာပြီးစာရွက်စာတမ်းများကိုသူ့တငယ်ချင်းအားပြကာအသက်အန္တရာယ်ရှိသောအခြေအနေကိုကုသရန်နီလန်အမျိုးမျိုးကိုတိုင်ပင်ခဲ့ကြသည်နောက်ထပ်လှုပ်ဆောင်မှုများအတွေ့ဖျားသခင်ထံမှဉာဏ်ပညာကိုတောင်းခံရန်သူတို့နှူးဆွေးနွေးခဲ့ပြီးနောက်ဘရိုင်ယန်ကရှေ့ဆက်ဘာပဲဖြစ်ဖြစ်ငါကဖျားသခင်လက်ထဲမှာပဲရှိတယ်ဟုပြောခဲ့သည်ဟေဇကိမင်းသည် စာကိုထာဝရဘုရားရှိတော်၌ဖြန့်ထားလေ၏။စာ၌ပါသောစကားလုံးများကစေကူတမှုနှင့်ဆိုင်သောအန်ဒီယမဟုတ်ပဲယူဒာ၏ခိုင်ခံ့သောမြို့အလုံးကိုသိမ့်ပိုက်ပြီး၎င်း၏မြို့တော်ဖြစ်သည့်ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ပြင်ဆင်နေသောအင်အားကြီးရန်သူအာရှုရိရှင်ပြင်၏ချင်းချောက်သောစာဖြစ်သည်ဟေဇကိမင်းကကိုတော်တပါးဒီသာလျှင် မြေကြီးပေါ်မှ ရှိသမျှသောအတိုင်းတိုင်းအပြည်ပြည်တို့၏ဖျားသခင်ဖြစ်တော်မူ၏အကျွန်ုပ်တို့ကိုထိုမင်းလက်မှယခုကယ်ယူတော်မူပါဟုဆုတောင်းခဲ့သည်မြားမကြာမီပရောဖက်ဟေရှာယကထာဝရဖျားမိန်တော်မူသည်ကငါရှိမှသင်ပြုသောပတနာစကားကိုငါကြားရပြီဟုသောတည်င်းစကားကို ဟေဇကိမင်းထံသို့ပေးပို့ခဲ့သည်ထိုညတွင်ဖျားသခင်က အာရှုရိစစ်တပ်ကိုဖျက်ဆီးခဲ့သည်ယနေ့တင်ကြုံတွေ့ရသမျှကိုဖျားသခင်ရှေ့တော်၌ဖြန့်ထားပါ သင်တို့တောင်းပန်လိုသော အရာများတို့ကိုဖျားသခင်အားကြားလျှောက်သောအခါကိုတော်သည်ကြားတော်မူလျက်သင်နှင့်အတူရှိတော်မူမည်ထိုအခါဖျားသခင်ဉာဏ်ပညာချစ်ချင်းမေတ္တာနှင့် မျော်လင့်ခြင်းတို့ကို တွေ့ကြုံခံစားရသည်နှင့်အမျှ ကိုတော်၏လက်တော်၌သင်ငြိမ်ဝတ်စွာအနားယူနိုင်လိမ့်မည်ယနေ့သင်စိတ်နှလုံးရှိစိုးရိမ်ပူပန်မှုများကိုဖျားသခင်ရှေ့တွင်ဖြန့်ထားခြင်းသည်သင်အတွက်မြည်သည့်အတိတ်ပဲဖြစ်သည်နီ ကိုတော်ဤတကူနှင့်မျက်မှောက်တော်တွင်ငြိမ်ဝတ်စွာအနားယူရန် သင်သည်မြည်ကဲ့သို့ရွေးချယ်နိုင်မည်နီချစ်တော်ဖျားသခင်ကျွန်ုပ်ဤစိုးရင်ပူပန်မှုများကိုကိုယ်တော်ထံတင်ပြသောအခါကိုတော်နာညောင်းသည့်အတွက်ဂျေစုတင်ပါသည်သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင် င်းစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံမှန်ပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။